လေလူးယာယနေ့မှာအသက်ရှင်လျှောက်လမ်းမယ်။နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ဖြစ်ခရစ်တော်ထဲ၌တည်ဤအခွင့်တကူအာဏာကိုလေးကျင့်ရယူပါ။ဟာလေလူးယာ။လုကာခန်းကြီး10ခန်းငယ်19ကိုကြည့်ရအောင်။တင်တို့ဒီမွေကိမိကောက်တို့ကိုနိုင်ရသောအခွင့်နှင့်ယန်သူများကို နိုင်ရသောအခွင့်တကူကိုငါပေး၏။တင်တို့ကိုအဘေပေးမြမငင်းစေရာ။ဟာလေလုယ။ဘုရားသခင်ကဒီကျမ်းချက်မှာအတိအကျပြောပြတာတင့်ကိုမွေကိမိကောက်တို့ကိုနိုင်ရသောအခွင့်ကိုဘုရားသခင်ကပေးတယ်လို့ပြောရယ်နော်။ယန္တူများကိုနိုင်ရသောအခွင့်တကူကိုလည်းပေးတယ်။တင့်ကိုဘယ်သူမြတ် မငင်းစေရလို့ပြောထားတာဖြစ်တယ်ဟာလေလုယဒါပေမဲ့တင်းကိုဖခင်ကအခွင့်ပေးပြီးသားအခွင့်တကူပေးပြီးသားတင့်ထဲထဲမှာဖခင်ကမွေဒီကိမိကောက်တီကိုနိုင်ရတဲ့အခွင့်တကူပေးပြီးသားရန်သူတွေကိုနိုင်ရတဲ့အခွင့်တကူပေးပြီးသားဒါပေမဲ့အဲ့ဒီပေးထားတဲ့အခွင့်တကူအာနာကိုတင်ကလေးချင်းရမှာဖြစ်တယ်လေးချင်းပေးရမှာဖြစ်တယ် အဲ့ဒီအခွင့်တကူအာဏာတွေကိုတင်းလေးကျင့်လေးလေးကျင့်လေးအဲ့ခွင့်တကူအာဏာတွေပို၍ကြီးထွားလာလေကြီးထွားလာလေအာဝိတ်မှပြီးတော့မှကြွက်သားတက်အောင်လုပ်တဲ့လူလူမျိုးပဲသူတို့ကအရင်ဆုံးဘာဖြစ်လဲဆိုတော့ဝိတ်တတိလေးကိုမတယ်အဲ့ဟာဒီမှာလေးကျင့်လေးကျင့်နေမှာအာနောက်ထပ်ဝိတ်အာကြီးတဲ့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  ဝိတ်တွေကိုတူ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 ပြီးမလာတဲ့ခါမှာသူတို့ခန္ဓာကိုယ်မှာညာဆိုတော့ကြွက်ကြွက်သားတွေကိုတီဆောက်လာတာဖြစ်တယ်။ထိုနည်း၎င်းပဲတင့်ကိုဖျားသခင်ကအခွင့်တကူအာနာကိုပေးပြီးသားဖြစ်တယ်။အဲ့ဒီခွင့်တကူအာနာတာရီတာရီတင်းရဲ့တက်တာမှာကြီးထွားလာဖို့တကူကြီးလာဖို့အတွက်ကိုတင်ကလေးကျင့်ပြီးတော့မှလေးကျင့်ခန်းလုပ်ပြီးတီဆောက်အောင်ဖြစ်တယ်။ဟာလေလုယာ။ တင်းကိုဘယ်ဘေးကမှမငင်းဆဲရဘူးတဲ့တင်းကဘေးဒုက္ခတွေအောက်မှာရှိမနေရဘူးတင်းကခရစ်တော်ထဲ၌ဖျားခင်ပြီးတဲ့အဲ့ခွင့်တကူအာနာတွေကိုတင်းလေးကျင့်မယ်ဆိုရင်အဲ့ဒီဘေးတွေကတင်းကိုငင်းဆဲတော့မှာမဟုတ်ဖြစ်တယ်ဟာလေလုယဖျားသခင်ကယေရှုခရစ်တော်အားဖြင့်တင်းကိုအခွင့်တကူအာနာတွေပြီးထားပြီးပြီဖြစ်တယ်အဲ့ဒီအခွင့်တကူအာနာတွေကိုတင်းလေးကျင့်လောက် လေ့ကျင့်ခန်းလုပ်ဖို့အတွက်ကိုတီးမှယုံကြည်ခြင်းထားစရာမလိုဘူးဖြစ်တယ်ဘလူယုံကြည်ခြင်း a special a true special ယုံကြည်ခြင်းနေထားရမှာအာယုံကြည်ခြင်းနေတိဆောက်ရမှာယုံကြည်ခြင်းနေငါကသူးဆိုင်ရမှာယုံကြည်ခြင်းကြီးမှဖြစ်မယ်ဆိုတာမဟုတ်ဘူးဘုရားသခင်ကတင့်ထဲမှာထည့်ထားပြီးပြီးသားဥပမာလူခန္ဓာကိုမှာဆိုဘုရားသခင်ကကြွက်သားထည့်ထားပြီးပြီးသားလူတိုင်းမှာလမောင်းကြွက်သားတွေခြေကလုံးကြွက်သားတွေ ွက်သားကြီးထည့်ထားပြီးပြီဒါပေမဲ့တင်းရဲ့လမောင်းတွေကျွက်သားကြီးဒါကြီးတော်ကြီးကြီးထွားလာဖို့တန်မာလာဖို့တင်းကအဲ့ဒီလမောင်းကျွက်သားတွေကိုလေးကျင်ငန်းလှုပ်ရတယ်လို့တင်းနဲ့မှဖျားသခင်ကအခွင့်တကူအာဏာကိုထည့်ထားပြီးပြီဒါအဲ့အခွင့်တကူအာဏာရဖို့အတွက်ဒီယုံကြည်ခြင်းနဲ့အာအဲ့အခွင့်တကူအာဏာကြီးထွားလာဖို့အတွက်ယုံကြည်ခြင်းနဲ့အကြီးကြီးတွေလိုက်ထားเสียမလို့ အဲ့တင်းထဲမှာထည့်ထားပြီးပြီးသားအဲ့အခွင့်တကူအာဏာတွေကိုတင်လေးချင်းပေးလိုက်ရုံပဲအခုနောက်ကလမောင်းကျွတ်သားတွေတက်လာအောင်လေးချင်းတဲ့လူကိုပဲတင်ပုံမဲ့လေးချင်းမဲ့တိုးပြီးတိုးပြီးလေးချင်းမဲ့ဆိုလို့ရှိရင်တင်ကဘာဖြစ်လာမလဲဆိုရင်အခွင့်တကူအာဏာကြီးထွားလာမှာဖြစ်တယ်ဟာလေလုယာခရစ်တော်ထဲ၌တင်ရဲ့အခွင့်တကူအာဏာကြီးထွားလာမီးတူတင်ကအုတ်ဆိုးဆိုးဆန်တဲ့နေပယ်တွေကကျေပြန့်လာမှာဖြစ်တယ်ဟာလေလုယာ ။စာတန်ပေါ်မှာတင်းရဲ့အုပ်ဆိုးနိုင်တဲ့စွမ်းရည်ကကြီးထွားလာမယ်။စာတန်ကိုတင်းနှိမ်နင်းနိုင်တဲ့တားဆီးနိုင်တဲ့စာတန်ကို ထွက်ပြေးအောင်လုပ်နိုင်တဲ့တင်းရဲ့ကိုယ်တွေကကြီးထွားလာမှာဖြစ်တယ်။ဟာလေလုယ။ယာကုပ်ကန်းကြီးလေးခန်းငယ်ခုနှစ်ကိုကြည်ရအောင်။တင်ကဒီအခွင့်တကူအာနာကိုတင်မလေးကျင့်ဘူးဆိုလို့ရှိရင်တင်ဘယ်တော့မှစာရန်ကိုထွက်ပြေးအောင်မလုပ်နိုင်တယ်လို့ ်တင်ပေတော့မှလည်းစာရဲကိုနိုင်မှာမဟုတ်ဖြစ်တယ်နော်အဲကြောင့်တင်ကအခွင့်တကူအာနာကြီးထွားဖို့တင်ရဲ့တကူတွေကအစွမ်းထက်ပြီးတော့မှစာရန်ကိုတားဆီးမဲ့ထွက်ပြေးအောင်လုပ်ဖို့အတွက်ကတင်ပေါ်မှာမူတည်တာဖြစ်တယ်တင်ခရစ်တော်ထဲ၌လေးချင်းတဲ့အပေါ်မှာမူတည်တာဖြစ်တယ်နော်ဖျားသခင်ကတော့တင်ကိုထည့်ပေးပြီးပြီဖြစ်တယ် ဂျာကုတ်ခန်းကြီးလေးခန်းငယ်ခုနှစ်မှာထို့ကြောင့်ဘုရားသခင်၏အလိုတော်သို့လိုက်ကြလောမာနကိုစီးတားကြလောတို့ပြုလင်သူသည်တင့်တို့ထံကပြေးသွားလိမ့်မယ်ဟာအလီလူးယာဒါကြောင့်ဘုရားလူတော်တိုင်းခရစ်တော်ထဲနဲ့တင်ခွင့်တကူအာနာကိုလေးချင်မယ်ဆိုရင်တင်ကမာနကိုစီးတားလာနိုင်မှာဖြစ်တယ်ဟာလီလူးယာ မာနက်ကိုတင်စီးတိုင်းရင်မာနက်ကယူယူလေးတင်တန်ထွက်သွားမှာမဟုတ်ထွက်ပြေးမှာဖြစ်တယ်ဟာလေလုယဒါကြောင့်တင်ကမာနက်ကိုကြောက်ဖို့မဟုတ်ဘူးစာတန်ကိုကြောက်ဖို့မဟုတ်ဘူးတင်ကိုရံပက်ပြည့်တဲ့အရာတွေကိုကြောက်ဖို့မဟုတ်ဘူးမွေတွေကိမိကောက်တွေကိုတင်ကြောက်ဖို့မဟုတ်ဘူးထိုအရာတွေကိုတင်စီးတားရမှာဖြစ်တယ်အဲ့လိုစီးတားနိုင်ဖို့အတွက်ကိုတင်ခရစ်တော်ထဲ၌လေးကျင့်ရမယ်ခရစ်တော်ထည့်ပေးထားတဲ့ ခွင့်တကူအာဏာကိုတင်လေးကျင်းရမယ်။တင်စီးတားနိုင်ပြီဆိုရင်တင်စီးတားရဲဆိုရင်သူတို့ကမာနကတင့်ထန်ကနေထွက်ပြေးမှာဖြစ်တယ်။ဟာလေလုယ။ဥပမာဆိုရင်နက်ဆိုးစာတဲ့ကတင့်ကိုနာယောကအားဖြင့်မကြာကနာအာနာယောကဖြစ်စီတယ်ဖြာနာခြင်းနေဖြစ်စီတယ်ဆိုတဲ့အရာက တင့်ကိုသူကစိန်ခေါ်နေတာဖြစ်တယ်။တင့်ကိုယ်တိုင်းနဲ့ဖြစ်နိုင်သလိုတင့်ရဲ့မိသားစုဝင်တွေမှာလည်းတင့်ကိုအနာရောဂါအားဖြစ်တော်၎င်းအမျိုးမျိုးသောစိန်ခေါ်မှုတွေစိတ်ဆင်းရဲမှုတွေအမျိုးမျိုးသောပြဿနာတွေနဲ့ခြားတန်းကတင့်ကိုစိန်ခေါ်နိုင်တယ်။အဲ့ဒီအရာတွေကိုတင့်ကစိုးရိမ်မှုမဟုတ်ဘူး။တင့်ကတင့်ကိုတင်ခရစ်တော်ထဲနဲ့လေ့ကျင့်ဖို့ဖြစ်တယ်။ဘယ်အရာကိုလေ့ကျင့်မှာလဲ။ ဘုရားသခင်ပေးထားတဲ့အခွင့်တကူအာဏာကိုလေ့ကျင့်ရမှာဖြစ်တယ်ဟာလေလုယလေ့ကျင့်ပြီးရင်သင်ကကြည်ညာရမယ်ဘု து ကိုကြည်ညာရမယ်စာတန်ကိုကြည်ညာရမယ်စာတန်ကိုအမိန်ပေးရမယ်စာတန်ငါမင်းကိုအမိန်ပေးတယ်အခုချက်ချင်းမင်းကငါပေါ်မှာအနာရောဂါနဲ့တော်လကောင်အမျိုးမျိုးသောနှောက်ရှက်ခြင်းနေနဲ့ငါကိုနှောက်ရှက်တဲ့အရာတွေဝေဝါးစီတဲ့အရာအခုချက်ချင်းရက်ဖို့ အဲ့မိသားစုတွေပေါ်မှာမင်းနောက်ချက်တဲ့အရာတွေမိသားစုတွေပေါ်မှာအနာရောဂါတွေနဲ့လာပြီးတော့မှချင်းချောက်တဲ့အရာတွေမိသားစုတွေပေါ်မှာငွေချေးပိုင်းဆိုင်ရာချင်းချောက်တဲ့အရာတွေမိသားစုတွေပေါ်မှာပြိုကွဲအောင်ချင်းချောက်တဲ့အရာတွေအလုံးစုံကိုယခုချင်းမီချက်ချင်းမဲ့ရက်ဖို့အမိန်ပေးရမယ်ပြီးရင်ငါနဲ့ငါမိသားစုတွေရဲ့အိမ်ကနေပြီးတော့ယေရှုနာမနဲ့ထွက်သွားဖို့မင်းအခုချက်ချင်းငါတို့မိသားစု အရှိမဒူးထောက်ပြီးတော့မှထွက်ခွာသွားဖို့စာတန်ကို အမိန်ပေးရမှာဖြစ်တယ်ဟာလေလူးယအဲ့ဒီအရာကသင်လေးချင်းရမယ်သင်ရဲ့အခွင့်တကူအာဏာကတီးတီးလေးပဲရှိနေသေးတယ်လေကိစ္စမရှိဘူးသင်လေးချင်းမှာခရစ်တော်ထဲ၌သင်ရဲ့တီဗီလေးချင်းမှာခရစ်တော်ထဲ၌ကြီးညာပါခရစ်တော်ထဲ၌စာတန်ကိုအမိန်ပေးပါခရစ်တော်ကစာတန်ကိုနိုင်ပြီးသားဖြစ်တယ်နော်သင်ကခရစ်တော်နဲ့အတူခရစ်တော်အထဲထဲမှာ ထိုအခွင့်တကူအာနာကိုတင်ထုတ်သုံးရမှာဖြစ်တယ်အာရဲကိုဘုရားသခင်ကတရိษံဒီကိုနာမည်ပေးခွင့်ပေးတယ်လို့တင့်ကိုဘုရားသခင်ကအခွင့်တကူအာနာပေးပြီးတော့မှစာတဲ့ကိုတားဆီးခွင့်ပေးထားတာဖြစ်တယ်တင်တားဆီးရမှာဖြစ်တယ်ဟာလေလုယတခါတလေကြရင်တင်ရဲ့မိသားစုတွေထဲမှာတင်ကိုယ်တိုင်ပင်လေဒေါသဖြစ်စီတဲ့အရာတွေနဲ့ကြုံတွေ့ရတတ်တာဖြစ်တယ် ဘာမှမဟုတ်တဲ့ကိစ္စတွေနဲ့စိတ်ထဲမှာအနှောက်အယှက်တွေနဲ့ပြေဝပြီးတော့မှသူ့နဲ့တူနားမလည်နိုင်တော့ဘူးသူ့နဲ့တူကို miss understanding နေပေါ့မှားယွင်းစွာနားလည်မှုလွဲတာတွေဖြစ်ပြီးတော့မှဒေါသဖြစ်စေတယ်အထူးသဖြင့်တင်ကအရင်ဦးဆုံးလှောက်ဆောင်ရမှာတင်ကဘောနဂိဒုတိယမွေးဖွားခြင်းခံယူရမှာဖြစ်တယ် ဒုတိယမွေးဖွားခြင်းခံယူပြီးတဲ့အခါမှာတင်းရဲ့အိမ်မှာတင်းကအခွင့်တကူအာဏာကိုတိဆောက်ရတော့မှာဖြစ်တဲ့အခုနောက်တော့ဒေါသဖြစ်စေတဲ့စာရဏဆိုးကိုတင်းရဲ့အိမ်ထဲကနေတင်းမောင်းထုတ်ရတော့မှာဖြစ်တယ်ဟာလေလုယအဲ့ဒီဒေါသဖြစ်စေတဲ့နှဆိုးအိမ်မှာလာပြီးတော့အမျိုးမျိုးသောအခြေအနေတွေနောက်ရှက်တဲ့နှဆိုးကိုတင်းမောင်းထုတ်ခင်မှာ တင်းကိုတင်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးတစ်ခုကိုအရင်ရှာမယ်အဲ့ညမှာတင်ဆုတောင်းမယ်အခြားသောဘာသာစကားနဲ့ဝိညာဉ်နဲ့ကနေစကားပြောမယ်ဝိညာဉ်နဲ့ကနေတင်းဝိညာဉ်ကိုနိုးဆော်မယ်ပြီးတဲ့အခါမှာတင်ကဒေါသဖြစ်စေတဲ့နတ်ဆိုးကိုငါအိမ်ထဲက get out ထွက်သွားအခုပင်ထွက်သွားလို့ပြောမယ်အဲ့လိုပြောတဲ့အခါမှာအော်ပြောစရာမလိုဘူး ခုံပေါက်ပြီးတော့မှပြောစရာမလိုသင်စကားပြောသလိုပဲအခွင့်တကူအာနာခရစ်တော်ထဲနဲ့အခွင့်တကူအာနာတီဆောက်ပြီးတော့မှသင်ပြောထုတ်လိုက်ရမှာဖြစ်တယ်အမိန်ပေးလိုက်ရမှာဖြစ်တယ်ဟာလေလုယအဲ့ဒီခါမှာစာတဲ့နတ်ဆိုးကဘောသာဖြစ်စီတဲ့နတ်ဆိုးငွေကြီးနဲ့တင်းနိုးမိသားစုတွေကိုနှောက်ယှက်နေတဲ့နတ်ဆိုးအနာရောဂါနဲ့နှောက်ယှက်နေတဲ့နတ်ဆိုးအမျိုးမျိုးသောစိတ်အာကတိကောက်ကိစ္စတွေနဲ့နှောက်ယှက်နေတဲ့နတ်ဆိုးကထွက်သွားမှာဖြစ်တယ်ဟာလေလုယ ြီးတောင်ပြီးထွက်သွားမှာဖြစ်တယ်။သင်ရဲ့အခွင့်အကိုအာဏာကြီးထွားလာလေကြီးထွားလာလေသူကသင်ကိုတိုက်လံမှုကဘာဖြစ်လာမလဲဆိုရင်ဒူးထောက်ပြဝတ်ပြီးတော့မှပြီးထွက်သွားမှာဖြစ်တယ်။ဟာလေလုယာသင်ကစကားပြောပါ။နတ်ဆိုးကိုစကားပြောပါခရစ်တော်ထဲ၌မတ်ကူစချောစခနိကူကြီးရယုံကြည်သောသူတို့၌ ဖြစ်အံ့သောနမိတ်လက္ခဏာဟုမူကားငါဤနာမကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တဲ့ထူခြားသောဘာသာစကားအမျိုးမျိုးတို့ကိုပြောကြလက်တဲ့ဆက်ပြီးကြည့်ရအောင်မွေတို့ကိုဖန်းကင်ကြလက်တဲ့တည်စီတက်သောအစိတ်အတော့ကိုတောက်စားမိလေဘေးဥပါနေกินလို့ကြလက်တဲ့ဟာလေလုယမကျဲမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ချမ်းသာပေးကြလက်တဲ့ဟုမိတ်တော်မူ။ဟာလေလုယ။တင်ငါခရစ်တော်ထဲနဲ့အခွင့်တကူအာနာကိုတိဆောက်ပြီးရင်တင်ရဲ့အခွင့်တကူအာနာကကြီးထွားလာလေကြီးထွားလာလေတင်ကနဆိုးတို့ကိုနှင်းထုတ်နိုင်မင်းထူကြတဲ့ဘာသာစကားတွေကိုတင်ပြောရမှာဖြစ်တယ်။မွေတွေကိုဖန်းကင်ပြီးတော့မှတင်ကိုနှောက်ရတဲ့အရာတွေကိုတင်ကဘာဖြစ်လဲ။အာဖေရှားနိုင်မင်းတည်စီတဲ့အစိတ်တွေတောက်စားမိမင်း ဘေးဥပါနဲ့ကင်းမယ်အဲ့လိုဟာတွေစားမိရင်လေဒီဘေးဥပါနဲ့ကင်းလို့မှာဖြစ်တယ်ဒီနေ့ကဘာကြီးမှာလူတွေကိုတီစီတဲ့အစိတ်တောက်တွေနဲ့အမျိုးမျိုးသောအရာတွေမှာပါဝင်နေတာဖြစ်တယ်အာသားတွေမှာကောတီးရွက်တွေမှာကောအသီးနှံတွေမှာကောအမျိုးမျိုးသောဘေးဥပါဖြစ်စေတဲ့အစိတ်တောက်တွေပါနေတာဖြစ်တယ်အဲ့ဒီဘေးဥပါဖြစ်စေတဲ့အစိတ်တောက်တွေကင်းလို့ဖို့ဆိုရင်တော့ ။တင်ကတင့်ကိုတင်တိဆောက်ရမယ်။ခရစ်တော်ထဲ၌တင့်အခွင့်တကူအာဏာကိုတိဆောက်ရမယ်။ခရစ်တော်ထဲ၌တင့်ရဲ့အခွင့်တကူအာဏာကိုတင်ကြီးထွားအောင်လုပ်မှသာလေ။တင့်ရဲ့အသက်တာမှာဒီဘေးဥပါတွေကြောင့်တက်လာမယ့်အစိတ်တွေကတင်ကင်းလို့မှာဖြစ်တယ်။ဟာလေလုယ။နမောဆိုရင်အခုခေတ်မှာအဲဈေးမှာရောင်းသမျှကသူတို့ကအမျိုးစုံသောဓာတ်တွေနဲ့စိုက်ထားတာ လှောက်ထားတာကြီးဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်တင့်ကိုတင်အမြဲတမ်းခရစ်တော်၌ခွင့်တော်အာဏာကိုတိဆောက်ပြီးတော့ကာကွယ်ရမှာဖြစ်တယ်။မကြမ်းမမာတဲ့သူတွေကိုတွေ့တယ်ဆိုရင်လည်းတင်ကလက်ကိုသွားတင်မှာပြီးရင်သူတို့ကိုယေရှုနာမ၌ခရစ်တော်ထဲ၌တည်ချမ်းသာပေးရမယ်သူဖြစ်လာမှာဖြစ်တယ်။ဟာလေလုယာ။ဆရာတွေကိုခေါ်ပြီးတော့တင်ဆုတောင်းကြမလို့တင်ကိုယ်တိုင်ခရစ်တော်တိုင်းရှင်တန်ပြီးတော့မှလူနာတွေကိုချမ်းသာပေးတဲ့သူဖြစ်လာမှာဖြစ်တယ်။ဟာလေ ထို့ကြောင့်တင့်ကိုခရစ်တော်ကပေးထားတဲ့အရာကအလုံးစုံသောအုပ်ဆိုးဆိုးဆန့်ခြင်းကိုပေးထားတာဖြစ်တယ်ဘယ်ပေါ်မှာအုပ်ဆိုးဆိုးဆန့်မလဲဆိုရင်စာတဲ့နဲ့ဆိုးရရဲ့တကိုးတွေမှောင်မိုက်ဒီပေါ်မှာတင်ကအလုံးစုံဆိုးဆန်နေသူဖြစ်တယ်ဟာလေလုယတင်ဆိုးဆန်အုပ်ဆိုးတဲ့သူဖြစ်ဖို့အတွက်ကိုတင်ကလေ့ကျင့်ငန်းလုပ်ပါ ပြီးတဲ့အခါမှာစာတဲ့ရဲ့လှုပ်ရက်တွေကို တင်ကဖြတ်တော့ပါတားစီးပါရှားရန်ကိုမောင်းထုတ်ပါယေရှုနာမဖြင့်တင်လေးချင်ငန်းလုပ်မယ်ဆိုရင်တင်ရဲ့အသက်တာကဖျားသခင်ပေးတဲ့အခွင့်တကူအာဏာကြီးထွားပြီးတော့မှရှင်တန်တဲ့သူတယောက်ဖြစ်လာမှာဖြစ်တယ်။ဒီနေ့အစပြီးတော့မှနေ့ရက်စင်တိုင်းမှာတင်ကရဲရင့်စွာဖြင့်ဘုရားခင်ပေးရဲ့ ထိုအခွင့်တကူအာဏာကိုကင်ပြီးတော့မှယေရှုနာမနဲ့အသက်ရှင်တန်တော်သူဖြစ်စီပါအာမင်ဟာလေလုယာ